အောင်ခံရမယ်ဇောင်းဝင်ကန်းထဲမှာတော့မဒီကောင်ကပြောလိုက်သေးတာဘာဖြစ်လဲဟိုဗာလဲဒီလက်ရှိအချမ်းပတ်ဥစ္စာတွေကိုညင်ပြောမယ်မင်းတို့ဗထက်တွေကမင်းတို့ကောင်တွေကစစ်ထအုပ်ထုတ်တာလည်းမကြိုက်ဘူးပြီးတော့ရွေးကောက်ပွဲလုပ်မယ်ဆိုတော့လေမင်းတို့ကောင်တွေကကောက်ပြရပြလုပ်တယ်ဆိုတော့စကားကိုပြောတာမဟုတ်လားဟုတ်တယ်ဟုတ်တယ်နော်ကောက်သူကမှန်တာပဲလीမဟုတ်ကျွန်တော်ပြောတာဗျာဟိုစဉ်းစားကြည့်စမ်းပါဗျာတကယ်ပြည်သူကိုဒုက္ခပေးနေတာဘယ်ကောင်တွေလဲအဲအကြောင်းမို့လို့အမှုပညာသမားဆိုတဲ့ဟာတွေကိုတချို့အမှုပညာသမားတွေကိုဖတ်ခွာစားလို့ပြည်သူကပြောတာအမှန်ပဲ ပြည်သူကပြောတာအမှန်ပဲပြောမှဆိုပြကိုဘလောက်ပဲဗျာဟိုဖိအားတွေပဲရှိခဲ့ရှိခဲ့ဗျာကိုမရိုက်ချင်ရတယ်ကိုမရိုက်ချင်ရတယ်ကိုအမကိုအမဒီကောင်တွေကဒုက္ခပေးမှာမဟုတ်ဘူးဒီကောင်တွေကတနိုင်ငံလုံးတိုင်းတာနေတဲ့ပြည်သူဒုက္ခပေးနေတာဒီလိုစကားမျိုးတွေဒီလိုဇက်ဝကမ်းမှာရှိနေတဲ့ dialogue တွေကိုပြောတင်လားမပြောတင်လားလက်တွေ့ကြရလားမကြရလားဆိုတော့မစင်းသားပေါက်လို့ပေးသားတွေရှောက်ပြောပလိုက်တယ်အဲ့ဒီကောင်သေလိုက်မယ်နော် အဲ့ဒီကောင်တွေပြည်သူတကယ်ဒဏ်ခတ်တဲ့အချိန်မျိုးじゃんအဲ့ခွေးသလုံးသားရေဘလို့ခွေးကြကြမယ်ဆိုတော့အခုကြည့်ကြည့်မင်းရလဲကွာမင်းအဲ့တော့ကြည့်တော့မင်းအကြံမချက်နဲ့တကွာတို့လည်းဒါဟိုပြည်သူတွေကိုပညာပေးစကားရိုက်တာဒါပညာပေးလို့ခေါ်တယ်နော် တ်ခိုင်ကျေးဇူးစပ်ဖို့ရင်လေလေအမေတတ်ခိုင်အမေတတ်ခိုင်ဒီအချိန်မှာအမေကြေကွဲနေမယ်ဝမ်းနေနေမယ်အားငယ်နေမယ်ဆိုတာတာတိပါတယ်အမေတတ်ခိုင်ဟာရက်ဆက်လိုက်တာဘာဘာဟောလန့်နော်ကွာမင်းရလေနည်းနည်းမအတန်လေးပါလိမ့်မပြီးဘူးဟုတ်ကောရုပ်ကမတ္တရိဇညာရုပ်နဲ့ကွာဗထက်ကြီးကွာမင်းကွာဟုတ်ကျွန်တော်တို့ကမတ္တရိဇညာရုပ်မဟုတ်ဘူးလေတကယ်တကယ်မတ္တရိဇညာရုပ်ကခုနအခုပြောတဲ့တတ်တတ်ခိုင်ဟမ် သာပြန်ပြီးမင်းရလဲငါတို့အမေတတ်တတ်ဟိုင်ဥစိမဝမ်းနေနေတယ်ကွာကြေကွင်းရအားငယ်နေတယ်ကွာမပြောကြပါနဲ့ငါပြောတာဝမ်းနေနေဝမ်းသွားအောင်လို့နော်ဝမ်းလို့ဝမ်းလို့ဝမ်းလို့စီမိုးဆရာမိုးတော့ကောင်းနေပေါ်တာလေတိုက်လိုက်တို့တိုက်လိုက်တိုက်လိုက်ဟောပဲဟောတော့အဲတိုက်ဆရာလားကွာဝမ်းနေနေဆိုတာကရွေးကောက်ဝမ်းမှာပယ်ထက်ခံရလို့စဉ်းစားကြည့်ကွာမင်းမစဉ်းစားကြည့်မင်းကအုံနောက်ရှိတယ်စဉ်းစားကြည့်အပြ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 ကွာ ตูอานาซะပြီးတော့တိမ့်လာအဲ့ဟာအာနာထိမ့်နေပေါ့ကွာငါတို့ဘက်ကဆိုတာအာနာထိမ့်လာစင်နေရအမီတက်တက်ခံရနေပြီးတော့ငါတို့ဒီဘာဥမရောက်နိုင်ဘူးယူယူမမိုက်ကိုထောက်ခံလာတာဟုတ်လားသူ့ကိုဆဲကျင်လို့ဆဲဆိုးကျင်လို့ဆိုဆဲဆိုမှုတွေဝေဖန်မှုတွေတိုက်ခိုက်မှုတွေကိုလုံးဝကိုသူခယူမဆိုင်ဖ ೇನೆ သူ့ကိုသူ့ဘက်ကနေရက်တီလာငါတို့အမီတက်တက်ခံอืมเนาะအခုတို့လို့ရှိရင်အမီတက်တက်ခံကိုကျွေးရှိလို့တယ်ကွာဒီရွေးကောက်ပွဲဥပဒေရွေးကောက်ပွဲဥပဒေဒီအခန်းကเนาะပုံမှန် ဒီစစ်ကကြီးအရာတဲ့ဒီအတွေးရှိလို့ဆိုပြီးတော့သူ့ကိုပယ်ဖြတ်ပြစ်တယ်တဲ့ကွာရက်ဆက်တယ်ကွာမင်းကွာကိုကလည်းအကိုကလည်းအဲ့96 resistant အရာနဲ့ပတ်သက်ပြီးတော့ကိုကလည်းအကျိုးရ100 million လောက်ဖြစ်နေတယ်ဆိုတော့ကိုစဉ်းစားကြည့်အဲ့100 million ဆိုတော့စဉ်းစားကြည့်စမ်း စီးပွားရေးလှုပ်ချင်တာဒါတိတာကျန်ဘယ်ဟာအမြက်ဘယ်ဟာအစွန်းဘယ်လိုမျိုး management လုပ်ရမယ်ဆိုတာမျိုး business ကိုကောင်းကောင်းနားမလဲပဲနဲ့လှုပ်ချင်တာတွေရှောက်လို့တော့သွားပြီလေအခုအကျွေးတွေတင်ကုန်ပြီအကျွေးတင်တယ်သူစမှာပေါ့ဒါနဲ့ဘာဆိုင်လဲကွာသူခင်ဗျာအကျွေးတင်တာတမျိုးအခုဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကနေရောပယ်ချရတာဆိုဘလောက်တောင်မှအားငယ်နေမလဲကွာအမေတသက်ဟန်ရာဟုတ်တော့ဟုတ်တော့ဟုတ်တယ်လားဟုတ်ဗျာဒီကျွန်တော်တို့ဒီပတ်စံလိန်နာတို့ဘာတို့ညာတို့ပေါ့ဗျာသိရမယ်ပေါ့ပြီသူဒုက္ခရောက်တယ်ပေါ့ဗျာပြီသူဒုက္ခရောက်တဲ့ပတ်သက်ပြီးတော့မှဒီကျွန်တော်တို့တတ်သက်ခံကိုအခုပြောမယ်ဆိုရင်ဒါဟို ဖန်းစီမထိန်သိမ်းရုံတမယ်ပဲလောက်ထားတာကိုကဟုတ်တယ်ဖန်းစီမထိန်သိမ်းရုံတမယ်ပဲအဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့လေအဲ့လိုမျိုးငွေလိန်နိုင်တာပြည်သူဒုက္ခပေးနိုင်တာဖမ်းရမယ်ဆိုရင်မင်းအောင်လဲထိတ်ဆုံးအောင်ဖမ်းဟုတ်တယ်ဘာရှက်သူ့တော်ဖမ်းလို့ရမလားကွာမင်းသူ့မှာအကုန်လုံး disappointment တွေဖြစ်ကုန်မှာပေါ့ဟာ तू ကဒုက္ခအပေးဆုံးလေတသက်ခံလို့ဒုက္ခပေးတာပြောရမယ်ဆိုရင်ဒီကောင်ဒုက္ခပေးတာတည်းရှင်လိုက်ရင်ဘာမှမဖြစ်သေးဘူးကိုကလည်းဒီကောင်အရင်ဖမ်းရမှာအခုလည်းတရားတရားတင်သွားပြန်ပြီနော်တရားတရားဆိုရိုးတရားလည်းမဟုတ်ဘူးဟမ်တရားမီလီယံနဲ့ တော်တော်ဆူးဆူးဗျာတဲ့အဲ့တရာမီလီယံသာတကယ်ဟိုပြည်သူလူထုကိုကာကွယ်ဆောက်ရှောက်တဲ့နေရာတွေမှာသာတုံးလိုက်လို့ရတော့ပြည်သူဘယ်တော့မှဒီကောင်တွေကိုထောက်ခံမလဲဆိုတော့တို့မသိကြဘူးလားမသိဘူးဒီလက်နက်တွေကိုပြည်သူတွေပြည်သူတွေကာကွယ်နေကာကွယ်တက်တွေကိုလက်နက်တွေဝယ်ပေးလိုက်မှာဆိုပြည်သူဟုတ်တယ်လေဟုတ်တယ်အဲ့လိုမရဘူးကွာဟုတ်တယ်လေအဲ့လိုရစရာလားကွာမင်းနိုင်ငံဒုက္ခရောက်တော့မှာပေါ့ဟောအကိုကလည်းဗျာအာ PDF တွေကတော့နိုင်ငံကိုဒုက္ခရောက်အောင်မလုပ်ပါဘူးတကယ်လုံနေတာကိုရိုးဘက်ကကောင်ကြီးလုံနေတာငါတို့ဘက်ကကောင်ကြီးလုံတယ်ငါတို့ဒီစစ်ဘုတ်ထုတ်ဆိုတဲ့ကောင်ကြီးပေါ့ကွာစောက်အောင်တော့မရှိဘူးတပူရဲသမားကြီးဟေးဗောခွေးတော့မှာအတိအ မင်းပေါက်ကိစ္စတွေရှောင်းမပြောနဲ့နော်ပေါက်ကိစ္စတွေရှောင်းမပြောနဲ့ဟုတ်တယ်ကိုရိုးဘကကောင်တွေလုံနေတာအခုဆိုရင်ကိုရိုးဘကကောင်တွေအခုတော်တော်ဆိုးနေပြီနော်နော်အခုတချို့ပစလေးတွေရှိတယ်ပေါ်တာဆွဲခံရတဲ့ကလေးလေးတွေရှိတယ်ပစတော့မဖြစ်သေးဘူးအဲ့ဒီကလေးလေးတွေကိုထွက်ပြေးမှဆိုးလို့ဆိုပြီးတော့မှအကိုရိုးဘကကောင်တွေကတက်ထဲမှာပဲတက်လိုင်းကန်းထဲမှာပဲဟိုထိတ်တုံးတွေခတ်ထားတယ်နော်၆ပုတ်ထဲမှာထည့်ထားတယ်နော်သူတို့စစ်မှုထမ်းခြင်းမှမသိမထမ်းခြင်းမှမသိဗျာဘာလို့တာလဲအတိတ်ပဲမရှိတာဗျာဘာလို့တာလဲလား မင်းတို့ကလေကွာအဲ့ဒါကတော့ငါတို့ဒီကိုဒီတို့နွားတွေကိုခိုင်းတော့မယ်ဆိုဘာလုပ်ရလဲတဘိုးကျင်ရဟုတ်တယ်လေတဘိုးနဲ့ပခုံးနဲ့ရင်းနှီးမှုရှိအောင်တဘိုးနတ်အောင်လို့ဒီနွားတွေကိုတဘိုးတုံးနဲ့တဘိုးကျင်ပေးရသလိုပဲအခုဒီကလေးတွေကိုလည်းတို့တွေနော်စစ်ဆိုတာဘယ်လိုလဲစစ်ရဲ့သဘောတရားဆိုတာဘယ်လိုလဲနိုင်ငံကိုကာကွယ်ခြင်းစိတ်ရှိအောင်လို့သူအတွေ့အကြုံရှိအောင်လို့နော် ဒီနိုင်ငံကိုကာကွယ်နေတဲ့ရှိလောင်ကွာ노ချစ်စိတ်သက်တွေရှင်းတန်လောင်လို့သူကနေပြတာရင်းနှီးပေးတာရင်းနှီးပေးတာထိန်းချောင်းပေးထားတာပေါ့ကွာပြောမလို့ဆိုတက်တက်မှတ်ပေးထားတာတက်မှတ်ပေးထားတာဟုတ်ပြီဟုတ်ပြီအဲထားလိုက်ပါတော့အဲ့ဒါဆိုရင်အဲ့လောက်တော့မှအကိုကရင်းနှီးစစ်နဲ့ရင်းနှီးပြောင်းဝင်စေခြင်းလို့ပြောမဆယ်ကလေးတွေစက်သားလောက်ခိုင်းနေဆိုရင်အကိုရင်ပတ်ဆာသွားလို့သွားငါကွာပတ်ဆာသွားလို့သွားလို့သွားရှင်းတာကြောက်လုံးစရလောက်ကွာမင်းရလေဟာလောက်ကြလားတောလုံးလေအဲအခုဆိုရင်တော့ကျွန်တော်တို့ PDF တွေပြင်ရှင်ပြင်မှာမို့အခုကကိုဝင်းကြီးနဲ့မို့လို့ကိုဝင်းကြီးနဲ့ဗိုက်ကြီးနဲ့ဆိုမှမပြူးလေ၆လောက်ရှိပြီငါ၆ မမယိုင်းနဲ့နော်မမယိုင်းနဲ့ဒါ origin နဲ့ဘိုင်းအေးပါဟုတ်ပါတယ်ပြောချင်တာကမင်းတို့ဗဒက်တွေအာမင်းတို့ဗဒက်တွေကွာစဉ်းစားကြည့်နော်အခုဆိုလို့ရှိရင်ဒီဟိုမကွေးတရက်မကွေးတရက်ကငါတို့ဒီမင်းတုံမျိုးအဝင်အာမကွေးတရက်ခိုင်မင်းတုံမျိုးအဝင်ပါကွာရိုးရိုးသားသားနဲ့ဒီရိုးရိုးသားသားနဲ့ဒီကုံတင်ကားတွေကုံကားတွေပြီးလို့ရှိရင်ဟိုခီးခီးသေးတဲ့ကားတွေကိုရိုးရိုးသားသားနဲ့စက်ကြီးကောက်စားနေတယ်ငါတို့ဒီရဲလေးနှစ်ယောက်ကိုကွာမင်းကပြစ်တက်လိုက်တယ်ကွာမင်းပြီးလို့ရှိရင်တနတ်တွေပါတိတ်ကွာမင်းစဉ်းစားကြည့်မင်းတို့တရားလားဘူးသားသား ဆက်ကြီးကောက်တယ်ဆိုတာရိုးရိုးသားသားကောက်တယ်ပေါ့။ဩမင်းကဒဏ္ဍာရိုက်တာမဟုတ်လေကွာရိုးရိုးသားသားနဲ့ဆက်ကြီးကောက်တာဒါရိုးသားတာပေါ့။ဩအကိုကလည်းပြည်သူတွေကအကိုတို့ဓမြလည်းအကိုတို့ဓမြဟိုပြောမယ်ဆိုရောဒီဒီသူတို့ရဲ့ရက်ရွာကြီးရွာတော်ရွာရဲ့ထဲမှာပြည်သူတွေကဓမြတိုက်တယ်ဆိုရင်တော့မအကိုတို့ဆက်ကြီးကောက်လာတော့များမှာမဟုတ်ဘူး။အကိုတို့ကဆက်ကြီးကောက်တာပေါ့လို့မောင်ပိုင်စည်းနေတဲ့ဥစားကြီးကို။မရလဲကွာ။အဲ့လိုကောင်တွေရှင်းခံရတာပြည်သူတွေကအကိုဝမ်းနဲ့နေမှထူတာပြည်သူတွေကဝမ်းတောင်သားတည်တယ်။နောက်နောက်ရှိသေးတယ်နော်။အဲ့ အဲ့တဆိုးတဲ့ကောင်ရှိသေးတယ်အဲ့လောင်းလုံးဘက်မှာဒီကျွန်တော်တို့ဒီပြည်သူတွေကိုပြောမှဆိုရင်ဒီပေါ်တာဆွဲတာတွေအာပြောရင်လူငယ်တွေကိုပေါ်တာဆွဲခိုင်းတာတွေအဲ့ဒီဟာအပြင်အမျိုးသမီးနဲ့ပတ်သက်ပြီးတော့မှဒီကျွန်တော်တို့မဒိမ့်မှုတွေအဲ့မဒိမ့်မှုဖြစ်ပြီးတော့မှအဲ့ဒီမင်းကလေးတွေကိုသူ့အဆဖော်မှာဆိုလို့တတ်လိုက်တဲ့နော်အဲ့ဒီပြူစောတီးဆိုတဲ့ကောင်တော်ကိုကျွန်တော်ညူကိုယ်တော်ရေအရှင်ဖမ်းလိုက်ပြီနော်အရှင်အရှင်အရှင်ဖမ်းလိုက်ပြီအရှင်ဖမ်းလိုက်ပြီနော်အရှင်ဖမ်းလိုက်ပြီဒီလောင်းလုံးကအရှင်စိုးတန်းဆိုတဲ့ကောင်ပြူစောတီးကောင်ဆိုစိုးတန်းအဲ့ဒီအရှင်ဖမ်းလို့ရှိရင်နော်မင်းတို့ငါပြောတာဟို ဟိုအရှင်ဖမ်းလို့ရတယ်อืมဖမ်းလို့ရလို့ရှင်နေမင်းတို့ဟိုဂျင်နီဖာကိုဘတ်ချစ်ကိုမင်းတို့နားလဲတယ်မဟုတ်လားနားလဲပါတယ်ဂျင်နီဖာကိုဘတ်ချစ်လေဘာကိုဘတ်ဂျင်နီဖာကွန်ဗင်းရှင်းဘာဂျင်နီဖာကိုဘတ်ချစ်ရမလားမင်းပြောတဲ့ကွန်ဗင်းရှင်းကွာကိုကိုဘတ်ကိုဘတ်ချစ်ကအခုမင်းမလင်းငယ်ဘာမင်းမလင်းငယ်နောက်မကြည့်နောက်မကြည့် ပေါက်ရဆောင်မပေါ်တယ်ပေါက်ရဆောင်မပေါ်တယ်မပီလို့ကွာနဲ့ရှာလုံးသွားတယ်ကွာဟိုငါအညာသားဆိုတော့အညာသားဆိုတော့ရှာနေလုံးတယ်ကွာ Jennifer convention ကိုလည်းကျွန်တော်နားလိုက်တယ် human right ကိုလည်းကျွန်တော်နားလိုက်တယ်ကျွန်တော်ကနားလိုက်လို့အကိုတို့ဘက်ကကောင်တွေကိုဖမ်းပြီးတဲ့ကောင်တွေကိုပြန်လွတ်ပေးတယ်မတွေ့ဘူးလားအကိုတို့ဘက်ကကောင်တွေကျွန်တော်တို့ဖမ်းပြီးဟမ် ပြန်လို့ပြရရှိလားဒါတော့ခုခံလို့ပြစ်တာနေမှာဗောခုခံလို့ပြင်ရတယ်ဆိုဗျာနေတင်လိုက်ကြတာ PDF တွေနဲတာမဟုတ်ဘူးဗျာကျွန်တော်ညီကိုတော်တွေညအရှိကာလာတွေမှာထိလိုက်ကြတာဆိုတော့အရှင်ဖမ်းမိတဲ့လူအများကြီးပဲအကလေးတွေအသက်ရှင်နေရဘယ်နှစ်ယောက်တွေ့ဘူးလို့လဲအကိုတို့ဘက်ကကောင်းနေတာအရှင်မိကျွန်တော်တို့ဘက်ကပြန်လွတ်ပေးရတာနဲ့ထမင်းကျွေးရတာနဲ့ဗျာတခါရရစံကုန်းနဲ့မြည်လေးနဲ့ရှင်းပလိုက်ရမှာအဲ့ဒီကောင်ကမလို့ဟုတ်ဂျင်ဂျင်နီပါကိုဘတ်ချက်ရှိရေဟုတ်ပါတယ်ဟုတ်ပါတယ်ဂျင်နီပါကွန်မရှင်ရှိပါတယ်နော်အခုအကိုတို့နော်တော်တော်သိုးသွန်းနေတာနော်အကိုတို့ဘက်ကကောင်းနေတော်တော်ရုပ်သိုးသွန်းနေတာဟုတ်နော်မင်းဟောလဲ တိုင်းပြည်ကိုတဘုံထားတော့မင်းတို့တဘုံထားတယ်ပြီးလို့ရှိရင်ငါတို့ဆိုးသွမ်းတယ်ပြောတယ်မင်းတို့တွေကဟုတ်ပါရဲ့ဟုတ်ပါရဲ့ဟုတ်ပါရဲ့အခုလောလောဆယ်ကကျွန်တော်တို့ညီကိုတော်တွေကအပြောမယ်ဆိုရင်ဒီရခိုင်ကအာရကတတော် AA เนาะဘိုးချုပ်ထုံးမြင့်နိုင်ဦးစီးတဲ့အာရကတတော် AA ကအခုဆိုရင်ကပ္ပစာ16နာကို၄မိုင်ပဲกว่าတော့တယ်၄မိုင်ဟာ လေးမိုင်တော့လေးမိုင်ပဲกว่าတော့တယ်လေးမိုင်ပဲกว่าတော့တယ်ငါအောင်ထဲတတိလှမ်းပေးထားမှာဖြစ်မှာဒီကောင်လေးအကတ်ခံလို့မရဘူးအေးအဲ့အခုနိုင်ရေကန်ဗျူဟာဂုံးလို့ပါလို့ဆိုလဲအဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ကာကင်းစကန်းနေဆိုရင်တော့အခုတို့ဘက်ကကောင်တွေကလေချောင်းတွေရောရေချောင်းတွေရောတောက်လျှောက်ထိုးတာအဲ့ထိုးလေကျွန်တော်ကြီးကိုယ်တော်တွေကရအောင်တိန်းလေတကယ်ကမထိုးခိုင်းတော့မှတိန်းနေမှာတိုက်ဦးမှာဖင်ရပြီးတော့လေရင်နဲ့လာပြစ်စချောင်းတွေလာထိုးတော့ဟမ်အဲ့ဘက်ကကောင်တွေကိုလည်းစားရတယ်ဒီဘက်မှာရှိနေတဲ့ကာကင်းခန်းစကန်းမှာတိန်းပြလိုက်တယ်ပြီးသွားမှာနိုင်ရေကန်ဗျူဟာဒီပုံစံတိုင်းဆိုဆိုးအောက်တော့မှာနော်တရားနိုင်ရေကန်ဗျူဟာဒီပုံစံတိုင်းဆိုဆိုးအောက် တော့မှာကိုနော်ဒါပေမဲ့ကျွန်တော်စိတ်ပူတာတစ်ခုပဲရှိတယ်အဲ့ဒီကာပါစာ16နဲ့အဲ့ဒီကာပါစာ16ကတရက်တရက်နဲ့နီးတယ်တရက်ထောင်နဲ့နီးတယ်အခုလက်ရှိတရက်ထောင်နဲ့ကာပါစာ16နဲ့ကအများဆုံးဝေးမှာအများဆုံး73မိုင်74မိုင်အဲ့ပတ်ဝန်းကျင်မှာပဲဝေးတာအဲ့ပတ်ဝန်းကျင်မှာဝေးတာဆိုတော့ တခုခုဆိုရင်အခုတို့စစ်တပ်ကဟာတွေကအဲ့တည့်ရဲ့အချင်းထောင်မှာရှိနေတဲ့เนาะဒါပြောမယ်ဆိုရင်ရာဇဝတ်အချင်းသားတွေပေါ့ဗျာကျွန်တော်တို့မြန်မာနိုင်ငံသားတွေပေါ့တည့်မလားတိုက်ပွဲဖြစ်လို့ဘာဖြစ်လို့ဆိုပြီးတော့မှနိုင်ငံရေးအချင်းသားတွေအများဆုံးရှိတဲ့နေရာကိုဒီကောင်တွေလေရင်နဲ့ဘုံးလာမကျေဘူးလို့ပြောလို့မရအောင်အဲ့ထောင်တွေကိုလက်နက်ကြီးနဲ့မသွင်းဘူးလို့ပြောလို့မရအောင်ကျွန်တော်တို့ညီကိုတော်တွေကလေကို့လူတွေလာခဲမှာထက်ကိုလေ တလားကိုကူလေးလာခင်မှာထက်ကိုခိုးကောင်တွေကအခုတို့စစ်တပ်ကကောင်တွေကလက်လက်ကြီးနဲ့အဲ့ထောင်ထဲကိုတွေ့ရမှာပြစ်ထဲမဲ့ဥစ္စာကိုစိတ်ပူနေရတယ်။အော်အမင်းတို့ကလည်းကွာဟာငါတို့တွေကအเจ้าမဲတော့မလုပ်ပါဘူးအเจ้าမဲတော့မလုပ်ပါဘူးနော်အเจ้าမဲလုပ်တယ်ဆိုတာမင်းတို့ဗလတ်ကြီးပဲရှိတယ်။နော်အဲ့တလို့နေဘုံထောင်ရတာနဲ့ဘုံချရတာနဲ့နော်ဟိုတရားနဲ့တရားခေါ်မမနဲ့ကြဲရတာနဲ့တရားချောင်းမမနဲ့လှမ်းပြီးလုပ်ရတာနဲ့အဲ့ဒါကြောင့်မလို့ဟိုမှာဟိုငါတို့ဒီဟိုကိုစကားထဲမှာကွာဟိုမင်းသားကြီးကိုနေတို့ကပြောသွားတာမင်းသားကြီးကိုနေကိုတို့ကနေပြောသွားတယ်မကြားရမလားကိုနေတို့ကပြောတယ် ကိုနေကိုတို့ပြောတာမင်းမကြောက်လားနော်အဲ့အဲ့ဆက်ဝင်ငါမှဆိုလို့ရှိရင်ငါတော်တော်ကြိုက်တာပါတော့ PDF တွေကိုမိထားတဲ့ခါကျတော့သူမင်းတို့နေရာတဲ့ဟိုဘုံထောင်တော့မင်းတို့တော်လှန်ရေးလို့ထင်တာလားတဲ့အဲ့ဒါကငါတော်တော်ကြိုက်တာနော်မင်းသားကြီးကိုနေကိုတို့ပြောတာစကားမင်းဘုံထောင်တာကိုတော်လှန်ရေးလို့ထင်တာလားဟောဒီကောင်တွေကကျွန်တော်တို့ပြောချင်တာပါဆိုတော့ဘုံထောင်တာကတော်လှန်ရေးမဟုတ်ဘူးအဲနိုင်ငံကိုအချမ်းဖတ်နေတာပေါ့အော်ဘင်းဘုံထောင်တာကတော်လှန်ရေးမဟုတ်ဘူးနိုင်ငံကိုအချမ်းဖတ်တာဆိုရင်ရွာစဉ်လှည့်ပြီးတော့မှလေရင်နဲ့ဘုံကျဲနေတာကြတော့ပါတော့ဟမ်ရွာစဉ်လှည့်ပြီးလေရင်နဲ့ဘုံကျဲနေတာကြတော့ပါတော့လို့ဟမ် ဘာလို့အဲ့ဒါအကျန်းဖတ်မဟုတ်ဘူးလားအဲ့အဲ့တော့သူဂျင်နီဖာကိုပါချင်းနဲ့အညီကျန်းနေမှာပေါ့ကွာမင်းဟုတ်လို့ပဲစားဗျာပြောချင်တာဘာဖြစ်တယ်ဟိုအဲ့မှာလည်းကျွန်တော်တွေ့ပါသေးတယ်အောင်ခိုင်ဆိုတဲ့ကောင်ပြောတာရှိတယ်ဗျာဟိုအောင်ခိုင်ကွာမင်းလည်းဟိုလူချင်းမင်းသားကြိုးဟိုကိုလူချိုကိုလူချိုဖွဲ့အေးကိုလူချိုဖွဲ့ကိုလူချိုဖွဲ့လူချိုဖွဲ့ပြောတာဗျာရုပ်ကြီးအကျန်းတန်းနေတဲ့ကောင်ပါခွေးတထောင်သားကိုပေါ့ဗျာ ပေါက်ခဲ့ဆောင်အသက်ကြီးပြီကွာအမေအောင်ခမ်းရအမေဇောင်းဝင်ခန်းထဲမှာတော့ဒီကောင်ကပြောလိုက်သေးတာဘာဖြစ်လဲဟိုဘာလဲဒီလက်ရှိအချမ်းပတ်ဥစ္စာတွေကိုညင်ပြောမယ်မင်းတို့ဗထက်တွေကမင်းတို့ကောင်တွေကစစ်ထက်အုပ်ထုတ်တာလည်းမကြိုက်ဘူးပြီးတော့ရွေးကောက်ပွဲလုပ်မယ်ဆိုတော့လေမင်းတို့ကောင်တွေကကောက်ပြရပြလုပ်တယ်ဆိုတော့စကားကိုပြောတာမဟုတ်လားဟုတ်တယ်ဟုတ်တယ်နော်ကောင်သူကမှန်တာပဲလေမဟုတ်ကျွန်တော်ပြောတာဗျာဟိုစဉ်းစားကြည့်စမ်းပါဗျာတကယ်ပြည်သူကိုဒုက္ခပေးနေတာဘယ်ကောင်တွေလဲအဲကြောင့်မို့လို့အမှုပညာသမားဆိုတဲ့ဟာတွေကိုတချို့အမှုပညာသမားတွေကိုဖတ်ခွာစားလို့ပြည်သူကပြောတာအမှန်ပဲ ယ်ပြည်သူကပြောတာအမှန်ပဲပြောမယ်ဆိုပြကိုဘလောက်ပဲဗျာဟိုဖိအားတွေပဲရှိခဲ့ရှိခဲ့ဗျာကိုမရိုက်ချင်ရတယ်ကိုမရိုက်ချင်ရတယ်ကိုအမကိုအမဒီကောင်တွေကဒုက္ခပေးမှာမဟုတ်ဒီကောင်တွေကတနိုင်ငံလုံးတိုင်းတာနေတဲ့ပြည်သူဒုက္ခပေးနေတာဒီလိုစကားမျိုးတွေဒီလိုဇက်ဝင်ကမှရှိနေတဲ့ dialogue တွေကိုပြောတင်လားမပြောတင်လားလက်တွေ့ကြရလားမကြရလားဆိုတော့မစင်းသားပေါက်လို့ပေးသားတွေရှောက်ပြောပလိုက်တယ်အဲ့ဒီကောင်သေလိမ့်မယ်နော် အဲ့ဒီကောင်တွေပြည်သူတကယ်ဒဏ်ခတ်တဲ့အချိန်မျိုးကြာအခွေတောင်းသားရဲ့ဘလို့ခွေးကြကြမယ်ဆိုတော့ကိုကြည့်ကြည့်မင်းရလဲကွာမင်းအဲ့တော့ကြည့်တော့မင်းအကြံမချက်နဲ့တကွာတို့လည်းဒါကိုပြည်သူတွေကိုပညာပေးစကားရိုက်တာဒါပညာပေးလို့ခေါ်တယ်နော်ပြီးတော့ကျအဲ့ပညာပေးစကားကိုရိုက်တဲ့လူတွေရဲ့တမိုင်းကိုပြန်ကြည့်ဟွတမိုင်းကိုပြန်လှန်ကြည့်တဲ့ခါကျအဲ့ကားထမပူပါတယ်မြင့်မြတ်ပါတယ်ဟမ်အပြုလို့ရှိရင်ဟိုအေဂျင့်မောင်တို့ပါလို့ပါအေဂျင့်မောင်တို့အဲနောက်ပြီးဟိုဦးအောင်ခိုင်းတို့အဲပြုလို့ရှိရင်ကိုနေကိုတိုးတို့ချူလေးလည်းပါတယ်ချူလေးတို့ပါတယ်အများကြီးပဲအများကြီးပဲဒါတို့တို့ရေပါတယ်နော် သူတို့တွေဆိုတာတစ်ချိန်လုံးကသူငါတို့တွေကွာဟိုအာနာကိုစပြီးတော့ထင်းရင်ကလာမှာလက်သုံးယောက်ထောင်ခဲ့တာနော်လက်သုံးယောက်ထောင်ခဲ့တဲ့ထဲမှာသူတို့ပါအခုဆိုလို့ရှိရင်ကြည်စမ်းသူတို့တွေဘယ်တော့မှအတူယူစရာကောင်းတယ်ဆိုလို့ရှိရင်သူတို့အမြင်မှန်ရပါတဲ့အတွက်ကို ငါတို့အဖားစီမှာလာကတ်ဟလာအဲ့ဒါကျွန်တော်ပြောပြမယ်နော်အဲ့ကောင်တွေကရိုက်ပေးကျွန်တော်ရိုက်ပေးတာမဟုတ်ခင်ဗျားတို့ချင်းလုံးလို့ရိုက်ပေးတယ်လို့မတင်နဲ့ခင်ဗျားတို့တခုခုတို့ဒုက္ခပေးမှာဆိုလို့တို့ကမရိုက်တာဒီလားဒီလားတို့ကတကိုယ်တည်းကအနီမအနီဒီဘဲတွေหนีတာမှကျွန်တော်တို့တောင်หนีသေးတယ်ဆန္ဒပြတဲ့ပြည်သူတွေတောင်ဒီနွားတွေကหนีသေးတယ်နော်အဲ့ကောင်တွေကหนีသေးတယ် ပြောချင်တာကဘာလဲဆိုတော့လေဒီကောင်တွေကခမည်းတော်လုံမှာကြောက်လို့ခမည်းတော်ဒီကောင်တွေကိုဖမ်းမှာကြောက်လို့เนาะခမည်းတော်သူတို့သူတို့တွေကိုဗျာဒုက္ခပေးမှာကြောက်လို့အဲ့ကောင်တွေကကြောက်ကြောက်နဲ့ရိုက်ကြတာတကယ်တော့ရိုက်ချင်လို့တော့မထင်နိုင်နဲ့เนาะအဲ့တော့မင်းအောင်လည်းပြောပြလိုက်အောင်ရိုက်ချင်လို့တော့မထင်နိုင်နဲ့လို့မင်းရဲ့စစ်တက်ကြီးကိုတိတ်ချင်လို့မထင်နိုင်တယ်လို့မင်းတို့ချီးထက်ယူနေဆိုတော့ဒီကောင်တွေမသိဘူးငေါတက်မတော်ဒီကောင်တွေချီးထက်ယူနေနဲ့ ဇွန်ညာလောက်กว่าမင်းမင်းပြောညာกว่าစိတ်မပါလို့ရှိရင်ကောင်းလေစိတ်မပါလက်မပါနဲ့တယုတ်ဆောင်ပါပေါ့အခုကတော့ကောင်းလေစိတ်ပါလက်ပါနဲ့ကွာငါတော်တော်ကြိုက်တာပါကွာကိုနေကိုတိုးကြီးပြောခါတဲ့စကားဆိုလို့ရှိရင်မင်းကောင်းညာဘုံထောင်တော်မှာတော်လန်ရင်းလို့ထင်တာလားဟုတ်ပါဟုတ်ပါတယ်မပူပါနဲ့အဲ့ဒီနေတိုးဆိုတဲ့ကောင်းလေအဲ့ဒီရခိုင်မြန်မာနိုင်ငံသူနိုင်ငံသားတွေကဓမ္မခတ်ဘူးဆိုရင်တော့မိုက်အာရခတ်တော်အေအပါဝေရခိုင်ပြည်သူလူထုကဒဏ်ခတ်လိမ့်မယ်အဲ့ခွေးတော်သားမလွယ်ဘူးမလွယ်ဘူးအဲ့ကောင်မလွယ်ဘာကြောင့်မို့လဲဒီကောင်စစ်သားစစ်သားသားသမီးတဲ့ဒီကောင်ယူထားတာလေအားလုံးသိတယ်တနိုင်ငံလုံးသိတယ်ပြောချင်တာကဘာလဲဆိုတော့လေတစ်ဖက်မှာ ကျွန်တော်တို့ကဒီလိုမျိုးသူတို့ကိုပြောတယ်ဆိုတာလေမုန်းလို့ပြောတာမဟုတ်ဘူးချစ်လို့ပြောတာလုံတဲ့လားမလုံတဲ့လားစဉ်းစားကြည့်เนาะအဲ့စစ်တဲ့ကြောင့်တေခဲ့တဲ့မိသားစုတွေပြိုပြက်ခဲ့တဲ့အတိုင်မြုံတွေနဲတာမဟုတ်ဘူးအဲ့ဒါကိုမျက်ွယ်ပြုပြီးတော့ခွေးတုံးစားများကဖက်ခွက်စားများကเนาะပြောမယ်ဆိုရင်ဒီကျွန်တော်တို့ဒီမင်းအောင်လိုက်လုံးဝရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှဒီတော်လန်ရေးနဲ့ပတ်သက်ပြီးတော့မှဒီကောင်တွေကထင်ရောက်ထင်မှားဖြစ်အောင်လို့ကိုเนาะဒီကောင်တွေကပေါက်လို့ပဲဆိုရဲပြောတာ တေးတော့မှာတေးတော့မှာတေးနေမယ်တေးနေမယ်အဲ့ကောင်တင်းနေမယ်နော်ပြည်သူဒဏ်ခတ်တယ်တရှင်မူကြရင်ခန္ဓာရည်ရှိဖို့ပြင်လာလို့ပြောလိုက်ဟာကျိန်းနိုင်မောင်းလိုက်တာလေပြောမှမနေနဲ့ရရကိုနေကိုတော့မှရခိုင်မဟုတ်ဘူးရမယ်ချူလေးလည်းရခိုင်မယ်ဟုတ်ဘလူမျိုးပဲဖြစ်အဲ့နှစ်ယောက်လုံးရခိုင်ဆိုလေရခိုင်ရခိုင်အမှုပညာရှင်တွေကိုရခိုင်ပြည်သူလူထုကဒဏ်ခတ်မှာပဲ နော်ဗမာဆိုလဲဗမာလူပညာရှင်တွေဗမာပြည်သူလူထုကတန်ခတ်မှာပဲတေချာတို့ကတနိုင်ငံလုံးအတိုင်းအတာနဲ့တပြည်သူတွေကဒီဘောမအလူပညာရှင်တို့တန်ခတ်လိမ့်မယ်အချိန်နေဦးနားမလဲတာဗျာစစ်တပ်ကရုပ်မှန်နေတော့မြင်ရတာနဲ့စစ်တပ်အတွက်ကိုရိုက်ကူးရစ်လုပ်ပေးပြီးတော့မှရွေးကောက်ပွဲမဲဆွဲပြီးတော့မှဟမ်ပြောရမယ်ဆိုရင်ဒီ တော်လန်ယူအောင်လာဖောင်းထုတ်သေးတယ်တကယ်စက်တက်ဘလောက်ရုံမှန်လဲဆိုတော့သူတို့မသိဘူးအခုကြည့်လေတနင်္လာရီတိုင်းမှာဆိုရင်အခုနှစ်ရက်စက်တက်တိုက်ပွဲဖြစ်တယ်အကိုရောဘကကောင်နေအသေးကြီးတွေဆောက်ရဲများနေတယ်အဲ့လိုအသေးကြီးတွေများနေတဲ့အချိန်မှာအကိုရောဘကကောင်နေရစခွေးဆိုတဲ့ကောင်နေရပြည်သူရောက်30ကျော်ဖမ်းသွားတယ်ဟုတ်စခွေးတွေဖမ်းသွားဖမ်းသွားတယ်စခွေးမှာဆိုအုံတော့မှမရှိတာကွာသူတို့ကချီစားဖို့လောက်ပဲအုံတော့မရှိဟုတ်ပါလားလေရအဲ့ဒါလည်းခုကျဒီကောင်နေစစ်သားဆိုတော့တတ်မတော်သားလို့ပြောကွာမင်းတင်းကိုမဖတ်ဘူးလားအဲ့ဒီကောင်နေ တပ်မတော်သားတွေပိုင်းလာမို့လို့စက်ခွေးရဲ့စက်ခွေးပဲဟုတ်မင်းတော့မင်းမင်းအားမင်းနဲ့များတယ်ကြောင့်ဟာအကိုကလည်းရှင်းကြည့်လိုက်ဗျာနော်ပြည်သူတွေကအကိုတို့ကျွန်တော်တို့ PDF ကိုပဓာတ်လို့ခေါ်တယ်လို့ပြောနော်အကိုတို့က PDF ကိုပဓာတ်လို့ခေါ်တယ်လို့ပြောအကိုတို့စစ်သားကိုစက်ခွေးလို့ပဲခေါ်တာကြိုက်တဲ့ပြည်သူကိုမေးကြည့်လိုက်စစ်သား is equal to စက်ခွေးပဲစက်ခွေးအဲ့နော်မင်းအားနည်းနည်းများရတော့မင်းတို့အောင်ရလေမင်းတို့ဒီမင်းတို့ဒီဗဒတ်တရကွာမင်းတို့အောင်နေဗဒတ်အားပေးရလူတွေရောဗဒတ်တရောမင်းတို့အောင်နေအတိညာမှရှိရရှိကြရလားအလိုတော်ကထင်မိရယ်နော်ကိုယ်ဆိုလို့ရှိရင်ဟို ဘကိုးအုပ်ဖို့ဘက်မှာကြီးလိုက်မလားဘာဖြစ်လဲဘကိုးအုပ်ဖို့မှာကွာအုပ်အုပ်ချုပ်ရေးမှုဟမ်ဦးအေးတောင်းအေးတောင်းဘာလို့လဲအော်ဘကိုးအုပ်ဦးအေးတောင်းလို့ဆိုရင်ကွာအတက်လက်ကြီးချပါယူကွာအခုကတုတ်မှန်ခံမှာကွာရေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မဲဆွဲစီယုံတယ်ရေးကောက်ပွဲမှာဖြစ်မှတ်ဖို့တော့ကိုသူဖီအားပေးတယ်အပြီးလို့ရှိရင်ဒီစစ်မှုထမ်းဖို့တော့ကိုသူအကျိုးဆောင်ပေးတယ်အော်အေးတောင်းဆိုအေးဝေးတောင်းရဲ့အဖေအေးဝေးတောင်းရဲ့အဖေအေးဝေးတောင်းနှင်းဝေးတောင်းတာအေးတောင်းဆိုအေးတောင်းကွာအေးတောင်းဆိုတာကဟိုအုပ်ချုပ်ရေးမှုအုပ်ချုပ်ရေးမှုအုပ်ဖို့ကအုပ်ဖို့အုပ် အုပ်ဖို့ကွာအုပ်ဖို့ကအုပ်ချုပ်ရင်းမှုအုပ်ဖို့ကပါလေအုပ်ဖို့အုပ်ဖို့ကအုပ်ချုပ်ရင်းမှုအေးတောင်းဟုတ်ပြီအေးတောင်းမှာဖြစ်တယ်ပြောအေးတောင်းကတော့အခုတို့ရှင်တော့ဒီရွေးကောက်ပွဲအတွက်ကောသူဆွမ်းဆွမ်းနံမှန်သူသူတက်နိုင်တော့သူလုတ်ပြီးတယ်ပြီးလို့ရှိရင်ဒီစစ်မှုထမ်းမှုအတွက်သူဆွမ်းဆွမ်းနံမှန်နဲ့ပြည်သူတွေကိုဖိအားပေးပြီးတော့သူလုတ်ပြီးတယ်ဟုတ်ပြီအဲ့လိုလုတ်ပြီးတဲ့လူကိုအခုတို့ရှင်ကတော့တွားပြီးတော့ ဖောင်းနေလောက်ပြတယ်မင်းတို့ကလာပြီးဖောင်းနေလောက်ပြအခုတော့ကွာအေးတောင်းကွာဘေးတောင်းလေးတနာဖို့ကောင်းနေတာကွာဟာကျဆက်တယ်ကွာမင်းပြစ်တာမှခေါင်းကိုပြစ်တာကွာမင်းဟာတကယ်ဗောခက်ကိုပြောင်းချင်ခေါင်းကိုပြစ်ဆိုတာကျန်အုတ်ချုပ်ရင်းမှုတွေမှန်သွားတယ်ခေါင်းကိုပြစ်စားကျန်အုတ်ချုပ်ရင်းမှုတွေမှန်သွားတယ်ဟမ်တောက်ရဆောင်မှာဝိတယ်ပြန်လဲတယ်ပြတာခက်ကိုပြောင်းရင်ခေါင်းကိုပြစ်ဆိုပြီးသူတွေကခေါင်းကိုတဲပြစ်ခဲ့တဲ့ကောင်တွေဟမ်ပြီးသူတွေကခေါင်းကိုတဲပြစ်ဖို့အတွက်လုံဆောင်ပေးခဲ့တဲ့ကောင်တွေဟမ်အဲ့ဒီကောင်တွေအခုသူတို့ကိုယ်တိုင်ခေါင်းကိုပြစ်ခံလိုက်ရပြီအဲ့ဒါအဲ့ဒါတန်ပြန်ဝတ်ဝတ်နော်ဝတ်ဆိုတန်ပြန်လဲပဲဆိုအဲ့ဒါပဲတလားအခုရှိသေးတယ်နော် ဒီစစ်မှုတန်းကိစ္စနဲ့ပတ်သက်ပြီးတော့မှစစ်မှုတန်းကိစ္စနဲ့ဒီကျွန်တော်တို့အခုဆိုရင်အပတ်စက်တက်ကခလေးတွေကပြောမှဆိုရင်ဒါဆက်သက်ပြည့်တော့မယ်လေနှစ်နှစ်ပြည့်တော့မယ်အာနှစ်နှစ်ပြည့်တော့ပဲအချိန်မှာအကိုတို့ဘက်ကကောင်းနေတယ်ဘာလို့တည်းမှတ်လဲဘာလို့တည်းမှတ်လဲဘာလို့ကမှလဲကောတန်းတိုးပြီးမှာဗောအေးအဲ့ဒါပဲလေယာဒူးတိုးပေးပြီးတော့မှခလေးတွေမလုံးပေးပြီးဆွဲနေတယ်တဲ့အဲ့မှာဟုတ်တော့တော့ဘယ်တော့ကြီးခုံရှိတယ်ကွာငါတို့ပြီးကတဲ့တစ်နှစ်ကဆိုလို့ရှိရင်ငါတို့ရဲဘော်လေးတွေပုံကနဲ့တတ်မတော်ရဲ့တတ်မတော်နဲ့ တက်မတော်တွေကနေပြီးတော့ဗောနော်ပြည်သူတွေကဟိုခွင့်ရတယ်အခုဆိုလို့ရှိရင်တို့ရာတူတိုးပလဲတဲ့ခါကျတော့ဟိုအရာခံနေဖြစ်ရင်လည်းဖြစ်မှာတက်ချက်တွေဖြစ်ရင်လည်းဖြစ်မယ်အဲဒူးဒူးတက်ချက်တွေဖြစ်ရင်လည်းဖြစ်မယ်လာလေးတာတို့ကတော်တော်တက်ချက်တွေပါလေတိုးပေးမယ်တဲ့ဆယ်တန်းအောင်တဲ့သူဆိုရင်တဲ့ဟိုဘောမယ်ဆိုဘိုဘိုးရာရာခံဘိုးတို့ရာခံဘိုးမယ်တို့ အဆင့်ဆင့်ကိုသူကဘယ်လိုပြောမလဲဆိုခွေးစိတ်ပေါအောင်လို့အဆင့်ဆင့်အခွေးကိုပုံစံပြောင်းပေးတာသူကစခွေးခွေးစိတ်ပေါအောင်လို့ခွေးစိတ်ခွေးစိတ်ကိုပုံသွင်းနေတာဟာဘောဟုတ်တယ်လေမင်းတော့မမရိုင်းနဲ့တော့ဟုတ်တယ်လေအခုကလည်းလူငယ်တို့နေရာပေးတာလို့ခေါ်တယ်လူငယ်တွေနေရာလူငယ်တို့နေရာပေးနေတာလူငယ်တွေနေရာမပေးသမ်းပါနဲ့အဲ့အထက်မှာရှိနေတဲ့ဗိုလ်ချုပ်ဆိုတဲ့ကောင်တွေပဲအရင်ဆုံးထွက်ပါအောင်ထွက်ပါအောင်တကယ်အရင်ချင်းရှိတဲ့စစ်သားတွေကိုလည်းထိတ်ပေါ်တင်ပေးလိုက်စားပါဦးထိတ်ပေါ်တင်မယ်ဆိုရင်လည်းနိုင်ပါတယ်တကယ်တကယ်ဆိုရင်ကိုတို့တိုက်မယ်ဆိုရင်နိုင်ပါတယ်ဒါပေမဲ့အခုကအဲ့လိုကောင်တွေရဲ့တဲ့မလားဒီနေရာမှာပဲဒီညာတို့မှာပဲဖတ်တွယ်ပြီးနေနေတော့တေလိုက်ကြတာ ဆိုတော့ဒီကောင်တွေရဲ့ပူစီမခောက်ခတ်မှုအောက်မှာစစ်သားတွေရောပါစာတွေရောပြူစောထီးတွေရောဒလန်တွေရောအကုန်တေလိုက်ကြတာတကယ်ဘုရားအချင်းတွေအချင်းတွေအမှန်အောင်လည်းမသိကြဘူးလှုပ်ချင်တာတွေလှုပ်နေကြတာဒီကောင်တွေတလားတော်တော်ဆိုးနေပြီလို့မင်းတို့လည်းခတ်တာပဲနော်ညှိနှိုင်းလို့မရတဲ့အထက်မှာမင်းတို့ညှိနှိုင်းလို့မရတဲ့အထက်မှာမင်းတို့ဗတ်တ်တွေနဲ့ဗတ်တ်ထောက်ခံတဲ့လူတွေပြီးလို့ရှိရင်ဟို အာဆီယံအဖွဲ့အစည်းတွေလည်းပါတယ်ဟိုမလေးရှားမလေးရှားဟိုနဲ့နေအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးဌာနအဲအဲ့ရဟိုနဲ့ဘယ်လိုလဲကွာဟိုမူဟာမက်ဟာဆန်လားမော်ဘတ်ဟာဆန်ဒီကောင်တွေလည်းပါတယ်ငါလည်းမပြောရဘူးငါတို့ပြောအောင်မယ်နော်အခုဆိုလို့ရှိရင် ဟိုတော့ငါတို့ဒီဘာဥမယံလာတော့ဘာတွေလာပြီးထပ်ပြောလဲဆိုတော့ကွာဘာပြောပါပဲဘာပြောမြန်မာနိုင်ငံအရေးကိုဖြည့်ရှင်းဖို့နဲ့တဲ့မြန်မာနိုင်ငံအရေးကိုဖြည့်ရှင်းဖို့နဲ့အာဆီယံဘုံတဘောတူညီမှု၅ချက်အတွက်ကိုတဲ့အတွက်နဲ့ပေါ့နော်ပြီးလို့ရှိရင်နောက်ပြီးတော့မြန်မာနိုင်ငံကဒီလူအ ਨੇ စုတချို့တဝက်တာပါတော့ထောက်ခံတော့မဟုတ်ထောက်ခံတော့ရွေးကောက်ပွဲမဟုတ်ဖိုင်းနဲ့လူတွေအားလုံးတစ်ခက်တည်းနဲ့မြန်မာနိုင်ငံနိုင်ငံသားတွေအားလုံးပါတဲ့ ရွေးကောက်ပွဲကြီးစစ်ဖို့အတွက်ကိုတဲ့အာနော်တိတိကျကျလှုပ်ဆောင်ရေးအတွက်ကိုထပ်ပြီးပြောလိုက်တယ်ကွာဟုတ်တယ်လေအဲ့အမှန်တော့အဲ့လိုထပ်ပြောသလိုပဲပြီးတဲ့ပြီးတော့ဟိုကသူ့ရဲ့တန်ရောင်လိုက်လာတာဗောပြီးရရှင်ဒီအာဆီယံအဖွဲ့အစည်းအဖွဲ့၃ငါကျော်ကနေပြီးတော့တရားမဝင်မြန်မာရွေးကောက်ပွဲကိုတဲ့ဒီအာဆီယံအဖွဲ့ကနေပြီးတော့အာဆီယံကနေပြီးတော့လုံးဝ တိတိတတပြက်ပြက်တားတားနဲ့မြင်းဆန်ထုတ်ဖို့ဝါဖျားတွေပေးနေဟုတ်တယ်လေဆင်းသွားကြီးဟဲ့ဟုတ်တယ်လေလူမန်တော့နိုင်ငံကြီးတွေတို့တော့ဝင်ရောက်ဆော့ဖတ်တာမဖြစ်မဟုတ်ဘူးလားအဲ့ဒါဘာလို့တရုတ်ကဘာလို့ peace program နဲ့မှတရုတ်မှာကြီးတဲ့တန်မတ်ဆိုတဲ့ကောင်နိုင်ငံတကာတန်မတ်ဆိုတဲ့ကောင်ဘာလို့ကျွန်တော်တို့နိုင်ငံရဲ့အခင်းကျင်းနဲ့လာဝင်ရှုပ်တာတော့အရင်ဦးဆုံးအဲ့ဒီကောင်အရင်ဖယ်ထုတ်ခိုင်း နော်ဒီဟာအာဆီယံအရေးတရုတ်နိုင်ငံကဝင်ပြီးတော့မှလုပ်ရမယ့်ကိစ္စမျိုးမဟုတ်ဘူးမြန်မာနိုင်ငံအရေးဆိုတော့တရုတ်နိုင်ငံဝင်ပြီးလုပ်เสียမှာမလို့ဘူးရှင်းတယ်နော်သူကပဲပြောရတယ်ရှိသေးတယ်ကျွန်တော်တို့နေနေတဲ့ဟိုစက်တက်ကလုပ်တဲ့ရွေးကောက်ပွဲဦးတဲ့နိုင်ငံတကာကနေပြီးတော့မှဘာဖီအားမှမကြအောင်ကျွန်တော်တို့အကူအညီပေးမှာပါသူဆောက်လုပ်လားကျွန်တော်ပြောတာရှင်းရှင်းလေးအကူကလည်းအခုအာဆီယံပြေးတာကွာမင်းကလည်းအခုအာဆီယံကလည်းအခုအကူတို့ဘက်ကမင်းအောင်လည်းအခုကြည့်လိုက်လေ အဲပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်းဟိုကောင်မှာကတ်နေသလားမင်းအောင်လဲအခုအခုဒီတစ်ခေါက်ဆိုဝင်းအောင်ပေးဝင်းအောင်ဆွေးနွေးကုန်မပေးတော့ဘူးတော့ဆောက်ဖို့တော့ဘောင်မဝင်ချက်ကတော့နော်ဟာမင်းနည်းနည်းများတာပေါ့ကွာဘောင်မဝင်ဘူးလေအစိုးရတဲ့ကဘုံသဘောညီချက်၅ချက်မှာဒဲကနော် နိုင်ငံကိုငြိမ်းချမ်းအောင်အေးချမ်းအောင်လုပ်ပါဆိုပြီးတော့မှပါပြီးသားเนาะပြောမယ်ဆိုရင်ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေပြည်သူတွေစိတ်ချမ်းသာအောင်လို့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုလုပ်ပေးပါတနင်္ဂနွေတိုင်းတာအနေနဲ့ပါတဲ့ရွေးကောက်ပွဲလုပ်ပေးပါလို့ဒီဟိုပြောမယ်ဆိုရင်ဒီအာဆီယံမှာရှိတဲ့ထိပ်သီးကောင်းဆောင်တွေကဒီကောင်ကိုပြောတာအဲ့ဒါအဲ့ဒါကိုလက်မခံမဲနဲ့ဒီကောင်လှုပ်ရှင်လာတယ်လှုပ်တော့ကြည့်ပါလားခွေးကန်တယ်လို့ကန်ချခံရတယ်လားခွေးကန်တယ်လို့ကန်ချခံရခွေးကန်တယ်ဂိမ်းတော့မအောင်နိုင်ဟုတ်ပါဟုတ်ပါအဲ့ဒါပါမင်းတော့မမရိုင်းနဲ့တော့မင်းအမေငါတို့ ဘူဂျုံဝင်းဘာအုံးမရအောင်လှိုင်းဟိုအာဆီယံနေကအာဆီယံအဖွဲ့300ကျော်ကနေပြီးတော့ကန့်ကွက်တာတဲ့မင်းပြောတာကပို့ပြီးတော့တိမ်ငယ်စီတယ်နော်ဟောမပူပါနဲ့ကိုပဲကျွန်တော်ဒီတဲ့တောင်ပြောကျင်သေးတာအခုတနာလို့ဟုတ်ကဲ့ဟုတ်တနာလို့မင်းမပြောတာငါကြည့်အရှာဟုတ်တယ်အခုတနာလို့အခုတော့မင်းမင်းမင်းပြောတာတော်တော်တရားလုံးနေပြီမင်းအမလေးဗျာသွားသားမှာစစ်တပ်လောက်ကိုပြောမနေတဲ့စစ်တပ်အောက်မှာရှိနေတဲ့ကြက်ခိုင်ရေးပါတီဆိုတဲ့ဟာဟော ဟမ်ကျန်းခံရေးပါတီဆိုတော့ဘာထူးလို့လဲသွေးဆုပ်ဖို့ကောင်ပါတီလေဟမ်ဖို့ဆုပ်သွေးကောင်နေဖို့ဆုပ်သွေးကောင်သွေးဆုပ်ဖို့ကောင်သွေးဆုပ်ဖို့ကောင်ဘာဖို့ဆုပ်သွေးကောင်သွေးဆုပ်ဖို့ကောင်ပါတီနော်သွေးဆုပ်ဖို့ကောင်ဆိုတဲ့သဘောတရားကိုသိလားသွေးဆုပ်ဖို့ကောင်ဆိုတာလေဒီကောင်လေးကလူဝတ်တေသွားပြီ နော်ဒီကောင်တွေမှာခေါင်းဆောင်ရှိတယ်နောက်မှာဒီကောင်တွေမှာခေါင်းဆောင်ရှိတယ်အဲ့ခေါင်းဆောင်ကခိုင်းတဲ့ဥစ္စာတွေကိုအဲ့ဒီနောက်လိုက်ဖြစ်တဲ့သွေးစွဖောက်ကောင်တွေလိုက်လုပေးရတယ်အဲဒီသဘောတရားပဲကြံ့ဖွဲ့ကြက်ခိုင်ရေးပါတီဆိုတာလေမင်းအောင်လိုင်းတို့ခိုင်းတဲ့မြတ်စစ်ဘိုလ်ကျိုးတွေခိုင်းတဲ့မြတ်နောက်ကနေပြီးတော့မှသိရပါလားအမီလေးကောက်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 လိုက်လုပေးနေရတဲ့ပါတီဖုတ်ပါတီဖုတ်ပါတီမျက်နှာဖုတ်ပါတီပေါ့ဗျာမျက်နှာဖုတ်ပါတီဖုတ်ပါတီကြက်ခိုင်ရေးပါတီဟုတ်တယ် မင်းတို့မဆောင်ငါနဲ့ဆောင်မောင်းတော်ရှိတယ်မဆောင်ငါနဲ့ငါတို့မင်းဘာတန်းရွှေဘာတန်းရွှေတီထောင်ခဲ့တဲ့ကျန်းခိုင်ပါတီကိုမင်းမဆောင်ငါနဲ့ဟုတ်တယ်လေအကောလည်းအခုတော်မှမှဟိုကျန်းခိုင်ကြီးကိုမဲပေးဖို့ဆောင်မောင်းတော်ထွက်နေပြီလေမဆောင်မို့လို့ပြည်သူတွေဘောကခွေးပြစ်ဖို့ကျန်းခိုင်ကြီးကိုမဲပေးစို့ခွေးပြစ်ချင်တဲ့သွားပေးကြပါဟုတ်လားဘောတာဘောခွေးပြစ်ချင်တဲ့လူတီကျန်းခိုင်ကြီးကိုမဲသွားပေးကြဟုတ်တယ်လေအခုတော်မှမင်းတို့ဟုတ်တယ်အခုတော်ရှိသေးတယ်အကောလည်းအခုဒီအစိုးရဝန်ထမ်းတွေရှိတယ်လေအဲ့ဒီအစိုးရဝန်ထမ်းတွေကို မင်းတို့အနေနဲ့မဲတော်မပေးဘူးဆိုရင်နဲ့မင်းတို့နိုင်ငံရေးဥပဒေပုံမှန်နဲ့လည်းမင်းတို့တရားစွဲမှာတဲ့ပြီးမင်းတို့အကြမ်းဖက်ဥပဒေပုံမှန်နဲ့လည်းတရားစွဲမယ်ဘာဆိုင်လဲအခုကလေအဲအကြမ်းဖက်ဥပဒေပုံမှန်နဲ့ဒီနိုင်ငံရေးဥပဒေပုံမှန်နဲ့ဒီမဲမပေးလို့ဖမ်းတာနဲ့ဘာဆိုင်လဲဘာမှမဆိုင်ဘူးပတ်လို့ပေးစားရတအားပြောတာအခုအဲစစ်တပ်ထောက်ခံတဲ့အားဒီစစ်တပ်မှာရှိတဲ့အထက်အကြီးပိုင်းဆိုတဲ့ဟာတွေကကို့အစိုးရဝန်ထမ်းတော်မှာဒီလိုဒီလိုမျိုးဖိအားပေးနေတယ်ဆိုရင်နော်ပြည်သူတွေဆိုရင်ဘယ်တော့ဒုက္ခပေးလိုက်မယ်ဆိုတာစဉ်းစားကြည့် အဲ့တော့ပြည်သူတွေကဒီစစ်တပ်ကလုတ်ပေးမဲ့ရွေးကောက်ပေါ်ထောက်ခံစရာလားအုံတော့မရှိဘူးလားမသိဘူးတချို့ကောင်တွေလည်းဩဒါကတော့ကွာမင်းကလည်းဟိုလူကြီးတာသူတို့ဟိုကောင်းမဲ့ထင်လို့လုတ်တာပဲသူကောင်းမဲ့ထင်ပြောတာအခုဆိုလို့ရှိရင်တော့အခုငါတို့ဒီကြမ်းခိုင်ရေးဥက္ခရကြမ်းခိုင်ဥက္ခဦးဆိုတော့ ਨੇ ဘာခင်အော်ဟုတ်ပြီ။ဘာခင်ပြည်တိုင်းဝင်ကြီးဟောင်းပြောတာမလား။ဟုတ်တယ်ကွာအခုဘာခင်တို့အခုဆိုလို့ရှိရင်ကြမ်းခိုင်ရေးဥက္ကဋ္ဌဘာခင်နိုင်ငံတော်အသွေးတွေအယိုးတွေနဲ့ကာဝင်မယ်ဆိုတော့ ဘာဟင်းအဲ့ဘာပဲဘာပဲအဲ့ဘာကညဟိုနေဆိုတော့မေဒေါ်လာတော့ထွက်တယ်နော်ဟုတ်လားဒေါ်လာမှန်းနဲ့ပြောသွားတာအော်မင်း NND လက်ထပ်တုံးလာတဲ့ဒီ action energy လက်ထပ်သွားဆိုလို့ရှိရင်ตัวหรอกว่าโหบ่าเลยลุงเหมือนจิ๊ดแจ๋ออุบัติดิพี่รู้สิเอซีนอุบัติดิพี่รู้สิน้องออกคันอุบัติดิไอ้อุบัติดิโกเป่แผ่ไล่ตาหาเด้งารู้อฉุอาฉอง အချုပ်အချောင်းအာနာကိုဘာအချုပ်အချောင်းအာချောင်းอ่ะအချုပ်အချာအာနာဘာအချုပ်အချောင်းอ่ะအေးကွာဒီအချအချုပ်အချာအခုတို့မှဖြစ်မှာအချုပ်အချောင်းပြီးရင်ကိုတို့မှထောင်မှာကြာပါထောင်မှာကြာကြာပေါက်ကဲဆောင်မှာလေအဲ့ဒီအချုပ်အချာအာနာကိုထိရလိုက်တာပဲမလေးဗျာပေါက်လို့ပဲသားလေးပြောလိုက်တာဆိုတော့အဲ့ဒီဥစ္စာရှိတော့ဟမ်ပြည်သူတွေတက်ဘာများကောင်းခဲ့တာရှိလို့လဲအဲ့ဒီဥစ္စာမရှိလေပိုကောင်းလေပဲเนาะပြောမယ်ဆိုရင် NLD ပါတီကိုဒီကောင် ိတ်ပြီးတော့မှမနာလိုမုန်းတီးနေတဲ့ကောင်အဲ့ဒီခင်ကြီးဆိုတဲ့ကောင်ကလေပြည်သူကဝယ်ဆောက်ရှောက်ပါတော့အမျိုးပါသားကကွယ်ဆောက်ရှောက်တော့ပေါ့ပောက်လို့ပဲသာပြောပြီးတော့မှလေဟိုခိုးဝင်နဲ့ဟိုဘင်္ဂလီရိုဟင်ဂျာတွေကိုဝိုက်ကပ်ပေးတဲ့ကောင်အဲ့ဒီကောင်ဝိုက်ကပ်လုပ်ပေးတာဘင်္ဂလီခိုးခိုးထည့်တာကွာဟုတ်တယ်ပေါ့ဆိုရှာပေါက်ရဆောင်မှာတော့နော်မင်းလည်းမသိရမှုမနဲ့မဟုတ်ဘူးဆောင်မှာအဲ့ဒီကောင်အဲ့ဒီကောင်အဲ့ဒီကောင်နော်အဲ့ဒီကောင်ပဲ နော်အခုခင်ကြီးကိုဆွတ်ထည်ထင်ကြီးမိနေတယ်ခင်ကြီးရဲ့ကြီးကြီးကြီးလေးရှောက်ပြောနေတယ်ဒီကောင်အရင်ရှေ့ရှိတာအဲ့လောက်ကြီးရေရှိရှိတာမဟုတ်ဘူးဒီကောင်အခုလုံနေတဲ့ဟာတွေအကုန်လုံးကလေဒီကောင်တဲ့ရှေ့9နှစ်10နှစ်ကျော်ကာလအတွင်းမှာအမေစုလုံခဲ့တဲ့ဟာတွေကြီးပဲဒီကောင်တွေအမေစု flow တိုင်းသွားနေတာနော်အခုတော့လည်းမသိတယ်ဟာဘခင်ကြီးရဲ့တော်တယ်ကွာတော်တယ်ကွာလူလူစီယုံမှုတွေအရင်လုပ်တယ်ကွာအဲ့ဒီဥစ္စာတွေအကုန်လုံးကဒီကောင်တွေရဲ့ရှေ့မှာအမေစုလုံခဲ့တဲ့ဟာတွေကြီးပဲအမေစုကိုအတူခေါ်ပြီးအမေစုကိုမနာလို့ဖြစ်နေတဲ့ဟာတွေနော်အဲ့ဒီအမေစုကိုတိုက်ခိုက်နေတဲ့ကောင်တွေ ဘယ်လိုမျိုးသူတို့တွေဘဝတွေခွေးကြကြမလဲခွေးလုံးလုံးဖြစ်မလဲဆိုတော့အခုစောင့်ကြည့်အခုတတ်တတ်ခိုင်အရင်ဦးဆုံးက NDF ကဆန္ဒမင်းဒုတိယတတ်တတ်ခိုင်နော်ပြီးွားရင်ဒီကျွန်တော်တို့ဒီတတိယတော့ကျွန်တော်အဖြစ်နိုင်ဆုံးကတော့ဘယ်လိုလဲဆိုတော့ဒီခင်ကြီးမဟုတ်ရင်ဘူးလက်လဆွေပဲဟဲ့ခင်ကြီးမဟုတ်ဘူးလက်လဆွေပြီးွားရင်ကျော်စိုးဦးကျော်မျိုးမင်းအကုန်လုံးအမေစုကိုတိုက်ခတ်ခဲ့တဲ့မြောက်ကောင်းတွေအကုန်လုံးဘယ်နှစ်ဘယ်အချိန်မှာပြောမယ်ဆိုရင်ပြည်သူတွေကပါဇက်နဲ့လဲရှင်းမှာဖြစ်တယ်လို့လက်နဲ့လဲရှင်းမှာအေးအဲ့လိုရှင်းမဲ့အချိန်မျိုးကြရင်လဲ ိုဘွားကိုတွေးကိုသမိုင်းကိုရေးဘလူမျိုးเนาะကာလာနာတိုက်မွေပွေးကြိတ်မလဲဆိုတာကိုလေเนาะစေသားထားကြလို့ကိုလေးတကလမ်းကြုံပြောလိုက်ရ